break ဆိုရင်ကျိုးပဲ့သည် break up ဆိုရင်လမ်းခွဲသည် make ဆိုရင် ပြုတ်လုသည် make up ဆိုရင်ပြန်အဆင်ပြေသည်ဒါတွေကို phrasal verb လို့ခေါ်တယ်ဒီလို phrasal verb တွေကိုသိချာမသိရင်ဘာပြောလို့ပြောမှမသိဖြစ်တတ်တယ် phrasal verb တွေကိုအင်္ဂလိပ်စာမှာထပ်တလဲလဲတွေ့ရမှာမို့လို့ဒီနေ့ဗီဒီယိုမှာ phrasal verb အလုံး90ကိုတရားလေးလေ့လာလိုက်ရအောင်နော် ပထမအဆုံးတစ်ခုကတော့ turn on turn on turn on point ဒီဥပမာစာကြောင်းလေးကတော့ please turn on the light ကျေးဇူးပြုပြီးမီးဖွင့်ပေးပါ please turn on the light ကျေးဇူးပြုပြီးမီးဖွင့်ပေးပါ turn off turn off turn off ပိတ်ဒီ can you turn off the tv tv ကိုပိတ်ပေးလို့ရမလား turn off ကပိတ်ဒီ Okay, can you turn off the TV? Slow down. Slow down. Slow down. A Exchange shorty. You should slow down while you are driving. Mình cao exchange short mountain day. Okay, mình cao mountain so exchange short day này, mình cao exchange short mountain này, lưu mưu biểu rạp Slow down nga exchange shorty. You should slow down while you are driving. Okay. Speed up. Speed up.

ကျွန်တော်ရဲ့တော်တွေကို ရှာဖို့လိုတယ် look for ကရှာဖွေတယ်ပေါ့နော် ကျွန်တော်ရဲ့တော်တွေကို ရှာဖွေဖို့လိုတယ် i need to look for my keys ကျွန်တော်ရဲ့တော်တွေကိုရှာဖို့လိုတယ် find out find out find out သိရှိသည်စုံစမ်းမေးမြန်းသည် Finally, I find out who he is cheating with. နောက်ဆုံးတော့သူဘသူနဲ့ဖောက်ပြန်နေလဲဆိုတာငါသိခဲ့ရပြီ. Finally ကနောက်ဆုံးတော့ I find out ကငါသိရှိခဲ့တယ်ငါစုံစမ်းပြီးတော့သိခဲ့ရတဲ့ဆွဲဟာမျိုးပေါ့နော် who he is cheating with သူဘသူနဲ့ဖောက်ပြန်နေလဲဆိုတာငါသိခဲ့ရပြီ okay နောက်ခုက go out go out go out ထွက်သည်ထွက်သွားသည် let's go out for dinner let's go out for dinner ညစာကိုအပြင်ထွက်စားကြရအောင် let's go for dinner လဲရရကွာ let's go out for dinner ဆိုလို့ရှင် လောလောဆယ်ကိုကအိမ်မှာဖြစ်ဖြစ်ပေါ့နော် let's go out for dinner ဆိုရင်အပြင်မှာထွက်စားတယ်ဒီလိုမျိုးတိတ်ပဲညစာကိုအပြင်ထွက်စားကြရအောင် come in come in come in ဝင်သည်ဝင်လာသည် he will come in soon သူခဏနေရင်ဝင်လာပါလိမ့်မယ် he will come in soon သူခဏနေရင်ဝင်လာပါလိမ့်မယ်။ဒါကတော့အာအခန်းအပြင်မှာရှိတာတော့အိမ်ပြင်မှာရှိနေတာတော့အမင်းဆိုလို့ရှင် coming ဆိုလို့ရှင်ဝင်ဒီဝင်လာဒီပေါ့နော် he will come in soon ဆိုလို့ရှင်သူကခုလောလောဆယ်ပြင်မှာရှိနေလို့ခဏနေရင်ဝင်လာတော့မယ်လို့ပြောတာ။ Okay. Look after. Look after. Look after. ကယူဆိုင်တီပြုစုဆောင်လျှောက်တီ Please look after my house while I'm away. Jesu piu bi nga ai ma ma shi ron ai yo kyu sai tha bi ba Please look after. Please look after so lo shin yin Jesu piu bi ro kyu sai tha bi ba on, saung shao tha bi ba on so My house ngã ai ai Why I am away. Nga ai ma ma shi ngã nga away yau ni ron. Okay? Please look after my house why I am away. Jesu piu bi nga ai ma ma shi ron ai yo kyu sai tha bi ba on. Nar ran into. Ran into. run into မထင်မှတ်ဖဲနဲ့တွေ့တာ မထင်မှတ်ဖဲတွေ့ random ဆိုလို့ရှင်ပြေးသည်လေ run into ဆိုလို့ရှင်မထင်မှတ်ဖဲတွေ့သည် I ran into my friend at the mall ကုန်းတိုက်မှာငါတငယ်ချင်းနဲ့မထင်မှတ်ဖဲတွေ့ခဲ့တယ် I ran into my friend at the mall ကုန်းတိုက်မှာမထင်မှတ်ဖဲနဲ့ငါတငယ်ချင်းနဲ့တွေ့တယ် okay go after go after go after ရအောင်စူးစမ်းသည်နောက်ကလိုက်သည် she decided to go after her dreams သူမကသူမရဲ့အိမ်မက်တွေနောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တယ် she decided to go after her dreams she decided ဆိုလို့ရှိရင် decided ကဆုံးဖြတ်ခဲ့သည် to ကဖို့ပေါ့နော် go after နောက်ကိုလိုက်ဖို့ her dreams သူမရဲ့အိမ်မက်တွေ she decided to go after her dreams သူမကသူမရဲ့အိမ်မက်တွေနောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တယ် go after ကရအောင်ကြိုးစားရင်နောက်ကလိုက်တယ်ဆိုတဲ့အဓိပ္ပာယ် Narkua step forward. Step forward. Step forward. She said shouty, she do dodi. He decided to step forward and lead the team. He decided to step forward and lead the team. Dua she said shall be a appeal, usambo song pia like that he decided to step forward step forward she she will do ဆိုရင်သူရှေ့ဆက်ရှာတယ်ရှေ့ကိုတဆင့်တိုးပြီးတော့ပေါ့နော် and lead the team To သူ့အဖွဲ့ကိုဦးဆောင်ဖို့ okay he decided to step forward and lead the team she she will do သူကရှေ့ဆက်ရှာပြီးရှေ့ကိုတိုးပြီးတော့ okay Something like that. အဖွဲ့ကိုဦးဆောင်ဖို့ဆုံးဖြတ်လိုက်တယ်နောက်တစ်ခုက pass away pass away pass away ကွယ်လွန်သည် pass ဆိုလို့ရှိရင်ဖြတ်တန်းသွားတယ်လေ pass away အနောက်က away လေးပါသွားရင်ကွဲလွန်နေဆုံးသွားတယ်ဆိုတဲ့အဓိပ္ပာယ် my grandmother passed away last year my grandmother passed away last year ပြီးခဲ့တဲ့နှစ်ကကျွန်တော်အဖွားကွယ်လွန်သွားတယ် my grandmother ကျွန်တော်အဖွား passed away ကွယ်လွန်ခဲ့သည် okay last year ပြီးခဲ့တဲ့နှစ်က my grandmother passed away last year ပြီးခဲ့တဲ့နှစ်ကကျွန်တော်အဖွားကွယ်လွန်သွားတယ် နောက်ခွာ break up break up break up လမ်းခွဲသည် break ဆိုလို့ရှိရင်ကျိုးပဲ့သည်လေပစ္စည်းတွေကျိုးတာ break လို့ခေါ်တယ် break up ဆိုလို့ရှိရင်ဒါသမီးစားတွေလမ်းခွဲကြတာကို break up လို့ခေါ်တယ် they break up after the argument သူတို့စကားများပြီးတဲ့နောက်လမ်းခွဲလိုက်ကြတယ် they break up after the argument they break up ကသူတို့လမ်းခွဲတယ် after နောက်မှာ the argument the argument ကကြတော့စကားများတယ်ညင်းခုန်ကြတယ်ပေါ့ okay they break up after the argument သူတို့စကားများပြီးရင်တော့လမ်းခွဲလိုက်ကြတယ်နောက်တစ်ခွက်ကြတော့ make up make up make up ပြန်အဆင်ပြေသည်ဖန်တီးသည် okay ဥပမာကြည့်အောင် they make up after the fight သူတို့ရန်ဖြစ်ပြီးရင်တော့ပြန်အဆင်ပြေသွားတယ် they make up after the fight သူတို့ပြန်ဖြစ်ပြီးရဲ့နောက်ပြန်ဆင်ပြေသွားတယ်။ They make up ကကြတော့သူတို့ပြန်ဆင်ပြေသွားသည်ပေါ့။ After ကနောက်မှာ The fight the fight ကရံဖြစ်ခြင်းပေါ့နော် they make up after the fight ဆိုတော့သူတို့ရံဖြစ်ပြီးရနောက်ပြန်အဆင်ပြေသွားတယ် okay make up ကပြန်အဆင်ပြေရလို့လည်းပြောတယ်ဖန်တီးတယ်တခုခုကိုအာ she just make up the story ဆိုလို့ရှင်လဲသူမကဒါပုံမျိုးဖန်တီးပြီးပြောနေရပါတကယ်မဟုတ်ပါဘူးအဲ့လိုမျိုးနေရာမှာလည်း make up ကိုသုံးတယ်နောက်တစ်ခုက write down, write down, write down. I need to write down the phone number. phone number ကိုရေးမှတ်ထားဖို့လိုတယ်ကျွန်တော် phone number ကိုရေးမှတ်ထားဖို့လိုတယ်ပေါ့နော် I need to ကကြတော့လိုအပ်တယ်ငါလိုအပ်တယ် write down ရေးမှတ်ထားဖို့ the phone number phone number I need to write down the phone number phone number ကိုရေးမှတ်ထားဖို့လိုအပ်တယ်နောက်တစ်ခါကျတော့ move on move on move on ရှေ့ဆက်လျှောက်သည်အစ်စ်ကပြန်စားသည်ဒါလေးကတော့ကျမတို့ Facebook မှာဆိုရင်မြင်နေကြမှာ move on ਆ အရန်မြင်နေ move on ਆ အရန်မြင်နေဆိုလေအာသမီးစားတွေလမ်းခွဲပြီးလို့ရှင်လဲ move on ကကိုဘကိုရှေ့ဆက်လျှောက်သွားတယ်နောက်တစ်ခုအစ်စ်ကနေပြန်စားရစိတ်သက်လူတင်နဲ့စပြန်စားတယ်ဆိုတော့လဲ move on လို့ခေါ်တယ်ပေါ့နော် it's time to move on ရှေ့ဆက်လျှောက်ဖို့အချိန်တန်ပြီ it's time to move on ရှင်း76ဖို့အချိန်တန်ပြီ is time ကကြတော့အချိန်တန်ပြီပေါ့နော် move on ကကြတော့ရှင်း76တဲ့ဆက်သွားဖို့ဒါကြီးကို run swim နေတော့ပဲနဲ့ဆက်သွားဖို့ဒီလိုမျိုးလေးပြောချင်တာပေါ့နော်နောက်တစ်ခါကျတော့ hold on hold on hold on ဆောင်းဒီ can you hold on for a minute အာကျေးဇူးပြုပြီးတမိနစ်လောက်ဆောင်းပေးလို့ရမလား can you hold on for a minute can you hold on for a minute can you wait for a minute လို့လည်းပြောလို့ရတယ်နော် wait ကလည်းစောင့်နေပဲတူတူပဲ can you hold on for a minute ကျေးဇူးပြုပြီး10မိနစ်လောက်စောင့်ပေးလို့ရမလားအာ hold on ကကျမတို့တော်တော်များများအာစကားပြောနေမှာဆိုရင် hey please hold on hold on အဲ့လိုမျိုးလေးပြောတတ်တယ် hey ခဏစောင့်ခဏကိုင်နာစုတ်ကိုင်နာအောင်ဒီလိုမျိုးအိဗယ်ပေါ့နော် hold ဆိုလို့ရှင်စုတ်ကိုင်နေလေ hold on ဆိုလို့ရှင် ခဏလေးအဲ့နားမှာခဏလေးစောင့်နေပြီးအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော် call back call back call back ဖုန်းပြန်ခေါ်တယ်ပြန်ဆက်သွယ်တယ်ဆိုတဲ့ဟာကိုသုံးတာဒါ call ကတော့ဖုန်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့သိရတယ် back ဆိုလို့ရှင် call back ဆိုလို့ရှင်ကတော့ဖုန်းပြန်ခေါ်ပါဆိုတဲ့အဓိပ္ပာယ်ဖုန်းမှာသုံးတာများတယ်ပေါ့နော် I'll call back later when you're free Mi ai ara che nga bian sa lại me. I'll call back later when you're free. Mi ai ara che bian sa lại me. I'll call back ga rồi ro nga bian sa lại me. Later, no mà When you're free. Mi ai che. ok, Mi ai che ma nga bian sa lai lại Di lu mi dai ba. Na ro ja ro give up. Give up. Give up. Lashaw di a shong be di. I will never give up on you. I will never give up on you. ငါမင်းကိုဘရောမလက်လျှော့မှာမဟုတ်ဘူး။ Okay, I will never give up on you. ဆိုတာမင်းကိုဘရောမလက်လျှော့မှာမဟုတ်ဘူးဆိုတာသူဒုက္ခရောက်နေတဲ့ဟာကိုငါမရရအောင်ဆွဲတင်မယ်။ငါနေနဲ့ပတ်သက်ပြီးတော့ဘရောမလက်လျှော့မှာမဟုတ်ငါမင်းကိုဘရောမလွတ်ချလိုက်မှာမဟုတ်ဘူးဒီလိုမျိုးအိဖေ I will never give up on you. ငါမင်းကိုဘရောမလက်လျှော့မှာမဟုတ်ဘူး။ဥမာဆိုလို့ရှိရင်နောက်တစ်ခါကျတော့လေ I will never give up ဆိုလို့ရှိရင်ငါဘရောမရှုံးပေးမှာမဟုတ်ဘူးဒီလိုမျိုးလည်းပြောလို့ရတယ်။နောက်တစ်ခါကျတော့ turn around turn around turn around နောက်ပြန်လှည့်သည်ပြောင်းလဲသည် turn around okay ဥပမာက turn around and look at the view နောက်ပြန်လှည့်ပြီးတော့ရှုခင်းကိုကြည့်ကြည့်လိုက်ပါအောင်ဒီလိုမျိုးတွေပဲ turn around and look at the view နောက်ပြန်လှည့်ပြီးရှုခင်းကိုကြည့်ကြည့်လိုက်ပါ turn around ဆိုတာနောက်ပြန်လှည့်ကြည့်ရဲအာဥပမာကိုနောက်ကရှုခင်းကြီးအရန်လှနေပေါ့အဲ့ဆို hey turn around and look at the view အာနောက်ပြန်လှည့်ပြီးရှုခင်းကိုကြည့်ကြည့်လိုက်ပါဒီလိုတွေပဲ နောက်တစ်ခုက break down break down break down ပြတ်သွားသည်ချွတ်ယွင်းသွားသည်ဥပမာ my car broke down on the way to work အလုပ်သွားတဲ့လမ်းမှာငါးကားပြတ်သွားတယ် my car broke down ဆိုလို့ရှိရင်ငါးကားကအဲပြတ်သွားခဲ့သည်ချွတ်ယွင်းသွားခဲ့သည်ပေါ့ on the way to work အလုပ်သွားတဲ့လမ်းမှာ okay my car broke down on the way to work အလုပ်သွားတဲ့လမ်းမှာငါးကားပြတ်သွားတယ် နောက်တစ်ခွက်ကျတော့ tan down tan down tan down ညင်းပယ်သည် short ချသည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာပြောအောင် they tan down our offer ငါတို့ရဲ့ကမ်းလှမ်းမှုကိုညင်းပယ်လိုက်တယ် they tan down our offer they tan down ဆိုလို့ရှိရင်သူတို့ကညင်းပယ်ခဲ့သည် okay our offer ငါတို့ရဲ့ကမ်းလှမ်းမှု they tan down our offer ငါတို့ရဲ့ကမ်းလှမ်းမှုကိုညင်းပယ်လိုက်တယ်ဟုတ်ပြီနော် နောက်ခွကကြတော့ pass out pass out pass out the deal လစ်တယ်အာဒါမျိုးလေးဆိုလို့ရှင်ကျွန်တော်စကားပြောရင်လည်း pass out ဖြစ်သွားတာ pass out ဖြစ်သွားတာအာအဲ့လိုမျိုးဆိုရင်တတိလစ်သွားတာဆိုတဲ့အထိပ္ပယ်ပေါ့နော် he passes out from the exhaustion သူပမဲ့ပြီးတော့တတိလစ်သွားတယ် he passes out ဆိုလို့ရှင်သူတတိလစ်သွားတယ်ပေါ့နော် from ဘယ်ကနေလဲ exhaustion အာအရန်ပမဲ့နွမ်းနေမှုကနေပေါ့ okay kwa Narquadaro carry on. Carry on. Carry on. Salo Saloti. Please carry on with your task. Please carry on with your task. Jesu Bubi Mia salo ba Please carry on solution. Jesu salo ba with your task. Mia Tawyo. Okay, Mia Lokobano. Narquadaro kwa down. Cat down. Cat down. Cat down. He cuts down on sugar to stay healthy. He cuts down on sugar to stay healthy. Tu chama bo dwa ta cha sa ra sho cha lai de. He cuts down so lo shin yin tu a phyat taw de sho cha de cha sa ra phyat taw de bo. On sugar ta cha o, to stay healthy. Chan chan ma ma ni bo dwa he cuts down on sugar to stay healthy သူကျန်းမာဖို့အတွက်တစားစာရရှော့လိုက်တယ်စားစာဖြတ်တောက်လိုက်တယ်ဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်နောက်တစ်ခါကျတော့ focus on focus on focus on i on site you need to focus on your homework မင်းအင်စာပေါ်အယွန်ဆိုင်ဖို့လိုတယ် you need to focus on ငါကြတော့မင်းအယွန်ဆိုင်ဖို့လိုတယ် your homework မင်းရဲ့အင်စာပေါ်မှာ Okay, you need to focus on your homework. နင်းရဲ့အင်္ဂါပေါ်မှာအောင်ဆိုင်ဖို့လိုတယ်။နောက်တစ်ခွဲကျတော့ lock in. lock in. lock in ဝင်သည်ဒါတွေကတော့ကျမတို့အကောင့်နေဒါမှမဟုတ်လို့ရှိရင်အာ website တွေပေါ့နော်အဲ့ဒါတွေနဲ့သက်ဆိုင်တဲ့အချိန်မှာ login ကိုတုံးတယ်ဥပမာကျမတို့ရဲ့ Facebook account နဲ့ဝင်နေဆိုရင်လည်း login ဝင်နေ login ဝင်နေနဲ့ပြော Gmail account နဲ့ဝင်နေဆိုရင်လည်း login ဝင်နေဒီလိုမျိုးပြောရပေါ့နော်ဥပမာကြည့်အောင် he will log in to check his emails သူ email ကိုစစ်ဖို့အကောင့်ထဲဝင်ရလိမ့်မယ် he will log in to check his email သူ email ကိုစစ်ဖို့အကောင့်ထဲဝင်ရလိမ့်မယ် he will log in ငါကြတော့သူအကောင့်ထဲဝင်နေပါတော့ to check စစ်ဖို့ his emails သူရဲ့ email ကို okay he will log in to check his email email ကိုစစ်ဖို့အကောင့်ထဲဝင်ရလိမ့်မယ်နောက်တစ်ခါကြတော့ log out log out log out ထွက်တည် ဒါကတော့ခုနကဒါပဲ log out ဆိုရင်အကောင့်နေရာထွက်လိုက်တာအကောင့်နေရာနေပြန်ထွက်တာကို log out လို့ခေါ်တယ်ပေါ့နော် Don't forget to log out of your account မင်းအကောင့်ကနေပြီးတော့ log out ထွက်ဖို့မမေ့ပါနဲ့ Don't forget ကမမေ့ပါနဲ့ to log out အာပြန်ပြီးတော့အကောင့်ကနေထွက်တယ် of your account မင်းအကောင့်ကနေ Okay look up look up look up သူ့ရဲ့အထိပ္ပယ်ဟာရှာကြည့်သည်အပေါ်မောကြည့်ရဲတိုးတက်လာတယ်ဒါတွေကို look up လို့ခေါ်တယ်ဥပမာကြည့်အောင် look up at the stars jerry ကိုမောကြည့်လိုက်ပါဦး look up at the stars jerry ကိုမောကြည့်လိုက်ပါဦး look up ကမောကြည့်ရဲ့ဒီစာကြောင်းမှာဆိုတော့မောကြည့်ရဲ့ဆိုတဲ့အထိပ္ပယ်ပေါ့ at the stars jerry ကို okay နောက်တစ်ခွက်ကျတော့ look down look down look down မောင်းကြည့်သည်အထင်သေးသည်စိတ်ပြက်သည်အာဒါလေးကလည်းစကားပြောတွေမှာအရင်တုံးတယ်ပေါ့နော်။ဟာသူကငါ့ကိုအရင် look down လုပ်တယ် look down လုပ်တယ်ဆိုပြီးပြောတာ။အဲ့ဒါငါ့ကိုအထင်သေးတယ်လို့ပြောချင်တာပေါ့နော်။ He never looks down on others. He never looks down on others. အ तू आ ဘတော့မှတခြားသူတွေကိုအထင်မသေးဘူး he never looks down ဆိုလို့ရှင် तू आ ဘတော့မှအထင်မသေးဘူးဘာလို့ငုံသူများတွေငုံမကြည့်ဘူးဆိုတဲ့အတိတ်ပဲပါ on others တခြားသူတွေကိုဘတော့မှအထင်မသေးဘူးအဲဒီလိုမျိုးပြောချင်တာပေါ့ point out point out point out ထောက်ပြသည် point ဆိုလို့ရှင်ညွှန်ပြသည်လေ point out ဆိုလို့ရှင်အချက်တစ်ချက်ကိုထောက်ပြတယ်အာကုမ္ပဏီအစည်းအဝေးမှာဆိုလို့ရှင် I want to point out something ဆိုမှာတခုခုထောက်ထောက်ပြခြင်းလို့အဲဒီလိုမျိုးပြောခြင်းတာပေါ့နော်ဥပမာကြည့်အောင် they point out his mistake they point out his mistake သူတို့ကသူ့မှာကိုထောက်ပြကြတယ် they point out ဆိုလို့ရှိရင်သူတို့ကထောက်ပြတယ် his mistake သူ့အမှားကိုဟုတ်ပြီနော်နောက်တစ်ခွကျတော့ wake up wake up wake up no the no tha the i wake up early every day งานนี้ไรซอซอน่เยงานนี้ไรซอซอถ่ายซอซอนูถ่ายหรกอได้แบบว่าเนาะ I wake up early every day I wake up โซลูชันงานนูถ่ายบอ early ซอซอ every day นี่ได้โอเค I wake up early every day งานนี้ไรซอซอนูเรยนั่นก็จะร้อ get up get up get up เอ้ยท่าดีท่าเย็ดดี get up โอเคอุปมาจ้า I get up late on weekends I get up late on weekends. ငါပိတ်ရက်ဆို နောက်ကျမှအိပ်ရထားတယ်။ I get up ကကြတော့အိပ်ရထားတယ်။ late နောက်ကျမှ on weekends စနေတနင်္ဂနွေပိတ်ရက်တွေကိုပြောတာ။ I get up late on weekends ငါပိတ်ရက်ဆို နောက်ကျမှအိပ်ရထားတယ်။နောက်ခွာကြတော့ wipe out wipe out wipe out ရှင်းလင်းသည် ဖြတ်စည်းသည် wipe out ဆိုတာတစ်ခုခုကိုကွာလုံးဝ တိုက်ချသွားတာမျိုးတွေကိုလည်း wipe out လို့ခေါ်တယ်ဗောနော်ဥပမာကြည့်အောင် the storm wipes out the small village the storm wipes out the small village မုန်တိုင်းကရွာငယ်လေးကိုဖျက်ဆီးပစ်လိုက်တယ် the storm ကကြတော့မုန်တိုင်း wipes out wipes out ကကြအကုန်လုံးကိုဖျက်ချသွားတယ်တိုက်ချသွားတယ်ဒါမျိုး wipes out လို့ခေါ်ရပါတော့ the small village ရွာငယ်လေးကို okay sit down sit down. Sit down, Tiny. Please sit down on the chair. Jesu biu bi koma time ma. Please sit down on the chair. Jesu biu bi koma time ma. Stand up. Stand up. Stand up. Mata yati. Stand, Stand, Stand up when the teacher enters. Siama wala mata yapi stand up when the teacher enters đầy ဆရာမဝင်လာတဲ့အခါမှတ်တပ်ရပြပါ stand up đầy đi. one အခါမှာအခါစင်တွင်ဒီလိုမျိုးပါတော့ the teacher enters ok. đầy ဆရာမဝင်လာတဲ့အခါ okay ဆရာမဝင်လာတဲ့အခါမှတ်တပ်ရပြပါနောက်ခါကျတော့ take off take off take off đi. sao lại ချစ်သည်အဝတ်အစားတွေချစ်လိုက်တာကို take off လို့ခေါ်တယ် please take off your shoes please take off your shoes ကျေးဇူးပြုပြီးဖနှက်ချ please take off your shoes please take off ကကျေးဇူးပြုပြီးချွတ okay your shoes မင်းရဲ့ဖနှက်တူရေ please take off your shoes okay နောက်က put on put on put on with the that the l a d y the အကော put on လို့ခေါ်ရယ်ပေါ i put on the makeup solution and makeup l a d y I put on my jacket ဆိုရင်ငါရဲ့ jacket ဝတ်တယ် I put on my glasses ဆိုရင်ငါရဲ့မျက်မှန်တက်တယ်ဒီလိုမျိုးပေါ့အကုန်လုံးအာခဏကိုမှစဉ်းစားနေနဲ့ put on လုပ်လိုက်တာကိုအာ put on လို့သုံးတယ်ပေါ့နော်ဥပမာကြည့်အောင် he puts on his glasses to read the newspaper သူသတင်းစာဖတ်ဖို့မျက်မှန်တက်တယ် he puts on ဆိုလို့ရှိရင်တက်လိုက်တယ် his glasses သူမျက်မှန်ကို to read ဖတ်ဖို့ the newspaper the rinza he put on his glasses to read the newspaper သူတရင်စာဖတ်ဖို့မြင်မှန်တရတယ်။အခေကျွန်မခုနပြောလို့ပဲ I put on the makeup ဆိုလို့ရှင်လဲငါ makeup လိမ့်နေ။ Okay I put on my jacket ဆိုလို့ရှင်လဲငါ jacket ဝတ်တယ်။ဒါလိုမျိုးအများကြီးပြောလို့ရတယ်။ဟုတ်ပြီနော် Put away Put away Put away သင်စီသည်နေရာတကျထားသည်။ဥပမာကြည့်အောင် I need to put away my phone while I'm studying. ငါစာလုံးနေချင်းဖုန်းကိုတင်ထားဖို့လိုတယ် I need to put away ဆိုလို့ရှိရင်ဖုန်းကိုတင်ထားတယ် my phone ငါ့ရဲ့ဖုန်း why စင်တွင်တဲ့အချိန်မှာ I'm studying ငါစာလုံးနေချင်းမှာ okay I need to put away my phone while I'm studying ငါစာလုံးနေချင်းဖုန်းကိုတင်ထားဖို့လိုတယ် give back give back give back, give back. 变白的变黑的，有无嘛？I <noise> give back the book to the library。我扫过啥子也是变来边。I give back the book to the library。啊，扫过啥子也是变来边。I give back the book，所罗先。啊，我扫过变黑的，不咯？To the library，啥子来是哟？OK。那快点咯！Bring back，bring back，bring back uh, bring。Back, okay? bring back. Bring back. Bring back. 边有 a 啲边得啲亚在 i 我嘛 m e m o r i e memories bring back 说 o 先咧，啊嘛啲亚又边得啲亚在，就咪听嘛咧表二话咯。I bring back my laptop 说然咧，我我 laptop 边有啦，就咪表落去。我 a 讲，This song brings back memories. This song brings back memories. 第一节啊，啊嘛啲亚又边得啲亚在咧，This song 说啊要第一节。 brings back ကကြတော့ပြန်သတိရစေတဲ့ memories အမှတ်တရတွေကို okay နောက်တစ်ခုကကြတော့ fail out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  ကကြတော့ဖြည့်သည်ဖြည့်ဆွက်သည်အာ especially အဓိကအဖြစ်ဖောင်ဖြည့်နေရာမှာတုံးတယ် okay please fill out the application form ကျေးဇူးပြုပြီးရှောက်ရွာကိုဖြည့်ပေးပါ please fill out ကကြတော့ကျေးဇူးပြုပြီးဖြည့်တယ်ကျေးဇူးပြုပြီးဖြည့်ဆွတ်တယ်ပေါ့ at the application form ရှောက်ရွာကို okay please fill out the application form ကျေးဇူးပြုပြီးရှောက်ရွာကိုဖြည့်ပေးပါနောက်တစ်ခွာကြတော့ work out work out work out လေ့ကျင့်ခန်းလုပ်သည်ဖြည့်ရှင်းသည်အစဉ်ပြေသည်အဲ့လိုမျိုးအကုန်လုံး work out လို့ခေါ်ပါတော့အများအားဖြင့်တော့ ိုလေးချိန်ကလောက်တော့ drum များသုံးရ work out လုပ်တယ် work out လုပ်တယ်ဆိုပြောကြရလေအားဒီစကားလုံးလေးပေါ့နော် I work out to stay healthy ကျွန်တော်ကျန်းမာမာနေဖို့လေးချိန်ကလောက်တယ် I work out အာဆိုကျွန်တော်လေးချိန်ကလောက်တယ် to stay healthy ကျန်းကျန်းမာမာနေနိုင်ဖို့ okay I work out to stay healthy ကျွန်တော်ကျန်းမာမာနေဖို့လေးချိန်ကလောက်တယ်နောက်တစ်ခွက်ကျတော့ pick up pick up pick up သူ့အထိပ်ပဲကကောက်ယူတယ်၊ဗတ်ကြိုတယ်၊ဖုန်းကင်တယ်။ဒါတွေအကုန်လုံး pick up လို့တုံးတယ်။အာပစ္စည်းလေးတစ်ခုခုကိုကောက်လိုက်တာလဲ pick up ပဲ။ I pick you up ဆိုလို့ရှင်လဲငါနှစ်ကိုလာကောက်ယူမယ်ဆိုတဲ့အထိပ်ပဲကငါနှစ်ကိုလာကြုံမယ်ဆိုတဲ့အထိပ်ပဲ။ပြန် please pick up my phone ဆိုလို့ရှိရင်လည်းငါဖုန်းကိုင်ပါဒါရီက pick up နဲ့တုံးတယ်ပေါ့နော် I will pick you up at 5 pm ငါမင်းကိုညနေ9:00မှာလာကြမယ် I will pick you up at 5 pm ငါမင်းကိုညနေ9နာရီမှာလာကြည့်မယ်ဒီ pick up မှာမဒီတွားကြိုကြိုမယ်ဆိုတဲ့ဟာတွေမှာဆိုလို့ရှင် pick you up pick her up အဲ့လိုမျိုးလေးတုံးနေပါတော့တခြားဟာတွေကတော့ pick up နှလုံးကိုတွဲပဲတုံးပါတယ်ဒီကြိုတယ်ဆိုအတိတ်ပဲမှာပဲ pick you up အဲ့လိုမျိုးတုံးနေပါတော့ I'll pick you up at 5 pm ငါမင်းကို9နာရီမှာလာကြည့်မယ်ဥပမာနောက်ထပ်ပြောမယ်ဆိုရင် I pick up the book ငါစာအုပ်ကိုကောက်ယူလိုက်တယ် I pick up the phone ငါဖုံးကန်လိုက်တယ်ဒါဒါမျိုးဆိုလို့ရှင်တော့တွဲရေးတယ်ကြိုတယ်ဆိုတဲ့ဟာမှာဆိုတော့ pick you up တို့ pick me up တို့ငါ့ကိုလာကြိုပါတော့ pick her up တို့သူမျိုးသူမကိုတော့ကြိုပါဒီလိုမျိုးတွေတုံးတယ်ပေါ့နော်နောက်တစ်ခွက်ကျတော့ go on go on go on ဆက်လုပ်သည် don't stop go on talking မရလိုက်ပါနဲ့ဆက်ပြောပါအောင် don't stop go on talking မရလိုက်ပါနဲ့ဆက်ပြောပါအောင် don't stop go on go on talking မြန်လိုက်နဲ့ subtone stop ကမြန်လိုက်နဲ့ go on ဆက်လုပ်ပါ talking စကားပြောတာကိုဆက်လုပ်ပါဆိုတဲ့ဒီပဲဆက်ပြောပါအောင်ဆိုတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုက show up show up show up ပေါ်လာတယ်ဥပမာဆိုလို့ရှိရင် he shows up late သူနောက်ကျမှပေါ်လာတယ် he shows up late โอเคตัวนอกจากมาปอลาเร่ show up ก็จ้ะรอปอลาดีခုมาဟာခုมาပဲမျက်နှာလာပြတော့တယ်ဒါမျိုးဆိုလဲ show up အဲ့လိုမျိုးခေါ်ရဲပေါ့เนาะ he shows up late သူနောက်ကျမှပေါ်လာတယ်နောက်တစ်ခါကျတော့ throw away throw away throw away ပြစ်တီ I throw away the trash every evening จျွန်တော်ညနไတိုင်းအမှိုက် I throw away the trash every evening จျွန်တော်ညနไတိုင်းအမှိုက် I throw away ဆိုလို့ရှိရင်ကျွด်တော်ပစ် the trash အမှိုက every evening ยัေนี่ไ်း I throw away the trash every evening จျွန်တော်ညနไတိုင်းအမှိုက်ပစ်တယ်နောက်တစ cut off cut off cut off ဖြတ်တီးချိတ်ဆက်မှုကိ cut off လုပ်လိုက်တယ်ဆိုရဟာဒီလိုမျိုးပေါ့ဖုန်းပြောနေနေလဲ cut off လုပ်တယ်ဆိုလို့ရှင်ဖုန်းချလိုက်တယ် cut off လို့ချိတ်ဆက်မှုဖြတ်ပလိုက်တယ်ဒီလိုမျိုးပြောချင်တာပေါ့နော် The electricity was cut off မိဖြတ်သွားပြီ The electricity was cut off မိဖြတ်သွားပြီဒါကတော့ကျမတို့ရဲ့ဒါ true story တွေပေါ့နော်ဟာ တကယ်တကယ်ဖြစ်နေတာတော့ the electricity was cut off မိဖြတ်သွားပြီမိမလာတော့ cut off ဖြစ်သွားပြီမိမိဖြတ်လိုက်ပြီဒီလိုပြောချင်တာပေါ့နော် the electricity was cut off okay နောက်ကွာ end up end up end up အဆုံးသတ်တည် end ဆိုလို့ရှိရင်ပြီးဆုံးတယ်ပေါ့နော် end up ဆိုလို့ရှိရင်နောက်ဆုံးမှဒီလိုအဆုံးသတ်သွားတယ် end up end up ဖြစ်သွားပြီဒီလိုမျိုးပြောချင်တာဥပမာကြည့်အောင် he will end up solving everything in the end အဆုံးသတ်မှာအရာအားလုံးကိုသူဖြေရှင်းနိုင်သွားမှာပါ he will end up ဆိုလို့ရှိရင်အာ तू ကအဆုံးသတ်လိမ့်မယ်ဘယ်လိုဆုံးသတ်မှာလဲ solving everything အရာအားလုံးကိုဖြေရှင်းပြီးတော့ in the end နောက်ဆုံးမှာအရာအားလုံးကိုဖြေရှင်းနိုင်သွားလိမ့်မယ်ကွာအဲ့လိုမျိုးဆုံးသတ်သွားလိမ့်မယ်ဒီလိုမျိုးပြောချင်တာ he will end up solving everything in the end okay ဆုံးသတ်မှာအရာအားလုံးကိုသူဖြေရှင်းနိုင်သွားမှာပါဒီလိုပဲ you will end up with her ဆိုလို့ရှိရင်လည်းနောက်ဆုံးမှာသူမနဲ့ဆုံးသက်သွားမယ်ဒီလိုလေးပြောလို့ရရပါတော့ you will end up with her ဆိုလို့ရှိရင်နောက်ဆုံးမှာသူမနဲ့ဆုံးသက်သွားမယ်သူမနဲ့ပဲနောက်ဆုံးရသွားတယ်ပေါ့အဲမိင်္ဂလာဆောင်မှာဒီလိုမျိုးပြောနေ he will end up with her အဲ့လိုမျိုးလဲပြောလို့ရတယ် okay ကဲဒါကတော့ကျမတို့ခုလေ့လာသွားတာစကားပြောတွေမှာကျမတို့ခဏခဏမြင်နေရတယ်ဒါပေမဲ့ ဟိုစကားလုံးလေးတွေအထိပယ်လေးတာတိတလူလူမတိတလူလူဖြစ်နေတတ်တဲ့ phrasal verb တွေပေါ့နော်လေ့လာသွားတာဖြစ်ပါတယ်။အာဒါလေးတွေကအာ verb တွေကိုဆိုလဲကျမတို့ကအလုံးလိုက်သိပေးမယ်။သူ့အနောက်မှာလိုက်တဲ့ဒီ app တို့ off တို့ on တို့ away တို့ဒါတွေက ီအလုံးလေးတွေ့လိုက်ရင်ဘာပြောလို့ပြောနေမှမသိဖြစ်တတ်တယ်ပေါ့နော်။အားကြောင့်မို့ကျွန်မကဒီ freezer valve တွေတွေကိုဒီ video နဲ့တခြားရှင်းပြပေးသွားတာဖြစ်ပါတယ်။ဒီ video ကိုကြိုက်တယ်ဆိုလို့ရှိရင် like အာ comment subscribe share တကူကူလုပ်ခဲ့ပေးပါနော်အဲဆိုလို့ရှိရင်နောက်ထပ် video တွေမှာလည်းနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတား